ဇန်နဝါရီလ၁ရက်နေ့မှာကြာရောက်တဲ့ကရင်အမျိုးသားနှစ်တကူပွဲတော်ကိုရန်ကုန်မြို့အင်းစိန်မြို့နယ်မှာရှိတဲ့အာလင်၅၀ဖရားမှာကျင်းပပြုလုပ်ခဲ့ပါတယ်။အဲ့ဒီပွဲတော်မှာကရင်ရိုးရာအသုံးဆောင်ပစ္စည်းတွေနဲ့ရိုးရာဝတ်စုံတွေကိုခင်းကျင်းပြသလျက်ရှိပြီးအခုလိုကရင်နှစ်တကူပွဲတော်ကျင်းပနေချိန်အတွင်းနှစ်စဉ်ပြုလုပ်မြဲဖြစ်တဲ့ပညာရေးကျိုးစုပေးပွဲကိုလည်းကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ဒါအပြင်ဒီနှစ်မှာတော့28ကြိမ်မြောက်စီးကိန်းစပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ကြတဲ့ကရင်လူမျိုးအားကစားသမားတွေကိုလည်းဂုံပြုစုချီးမြှင့်မယ်လို့ ကရင်အမျိုးသားနှစ်သက်ကူပွဲတော်ရဲ့တည်င်းနဲ့ပြန်ကြားရေးဆက်ကော်မတီဥက္ကဋ္ဌဦးမန်ငင်းကျော်ရဲ့ပြောကြားမှုအရာသိရပါဗျ။ဟိုနှစ်သက်ကူပွဲတော်ကျင်းပတာတော့စရတဲ့အချိန်နဲ့ဆိုတော့85နှစ်မိနစ်က85 86လောက်ရှိပြီ။ဒါပေမဲ့ကျွန်တော်တို့ဒီနှစ်သက်ကူကျင်းပဘူကော်မတီက1964တည်းကစတင်ခဲ့တာဟောအခုအနည်း90အဲ့လိုဒီနေ့ကတော့ရွှေလူတပယ်ပေါ့နော်290ရွှေလူတပယ်ဖြစ်တယ်။ဩော်ဒါ290ကျွန်တော်ကော်မတီနေနဲ့290နှစ်တကူလုတ်လာတာကတော့86နှစ်ရှိပြီ။ ်မနစ်ကပဲ85နှစ်စိန်လူတပဲနိဒီနှစ်ကတော့သူးချိုင်းနေရတော့ဒီနှစ်ကျွန်တော်က150မြောက်ဖြစ်လေဖြစ်တော့150မြောက်ကျွန်တော်တို့ဒီလုတ်ခဲ့တဲ့ဟိုဟိုပါတော့ဒီကော်မတီမှာဟိုညပေါင်း30ကျော်လုတ်ခဲ့တဲ့လူအနည်းဆုံးကတော့30ကျော်လောက်တော့ရှိမှာနော်ညပေါင်း30ကျော်တို့ညပေါင်း20ကျော်တို့ကိုကျွန်တော်ဂုံပြုတ်ချင်းမြင့်တဲ့အခမ်းအနားလေးတော့ဒီမနစ်ပါပဲလုပ်သွားတယ်ဒီဒီနေ့အခမ်းအနားဟိုဟိုပြောဝဲအခမ်းအနားပြီးတဲ့အချိန်မှာအဲ့ နှစ်ပေါင်း30ကျော်လောက်လာခဲ့တဲ့လူတွေအဲ့ဒါပေါ့ပုံပြပဲနှစ်ပေါင်း30 40ပေါ့အဲ့လိုမျိုးရှိတယ်အဲ့အဲ့ဒါတွေပုံပြတဲ့အခမ်းအနားလေးလုပ်တယ်ဒီချက်လေးနဲ့နောက်တော့ဒီနှစ်ကတော့ဟိုကျွန်တော်တို့ကနှစ်စဉ်နှစ်တိုင်းပညာရှင်ဆုံးစုဟိုပေးတဲ့ဆန်လာကနေဒီနှစ်ကစီကိန်းမှာအာဝစာမှာဆုရတဲ့ခရင်ဟိုပါပေါ့နော်အာဝစာသမားတွေကိုပါထပ်ပြီးတော့ဆုချီးမြှင့်တဲ့အစီအစဉ်မှာထပ်ဆက်သွားတာထပ်ပါလာတယ်အဲနဲ့ပို့ထူးကြလာတယ်ပေါ့အဲ့ဒါလေးပို့လာတာပေါ့နော် ဘာသာနဲ့ပတ်သက်တဲ့အရာတွေရဲ့ဟိုမိသားစုနဲ့လည်းပတ်သက်တဲ့အရာတွေပေါ့နော်ဒီလိုရမျိုးကရမ်းလည်းပျော်ဖို့ကောင်းပါတယ်မတရားလေးတွေလည်းဒီလိုမျိုးပေါ့နော်အများကြီးပေါ့ဟိုလုံးတင်လုံးထက်တာလေးတွေတော့ဒီမှာရှိတာပေါ့နော်ဟုတ်ကဲ့ပေါ့အဲ့ဒါလေးလုံးဖြောင်းလည်းစူးစမ်းနေပါတယ်နိုင်မဲ့ပျော်ပါတယ်ဒီလို ရောက်ဖို့ဆိုတာကလည်းနယ်ကလာတာအဝေးကြီးဆိုတော့အဆင်မပြေဘူးသူမပြေကြတဲ့လာတာနိုင်မဲ့ဝမ်းသာပါတယ်ပျော်လည်းပျော်ရှင်ပါတယ်အာ ဘယ်လိုမှနှစ်သစ်တစ်ခုကိုကြိုးတော့အရန်မှပျော်ပါတယ်အဆိုပါကရင်အမျိုးသားနှစ်သစ်ကူပွဲတော်ကိုတိုင်းဒေသကြီးအသီးသီးကကရင်လူမျိုးတွေကလာရောက်ခဲ့ကြပါတယ်ဒါအပြင်ကရင်ပြည်နယ်မြောက်ရီမြို့နယ်ရွှေကုတ်ကိုကြည်ရွာမှာလည်းကရင်နှစ်တကူပွဲတော်နဲ့ကောက်တဲ့စားပွဲတော်ကိုပထမအောင်ဆုံးအကြိမ်အဖြစ်မြို့နယ်၅မြို့နယ်ကကရင်တိုင်းရင်းသားတွေနဲ့ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေပူးပေါင်းပြီးကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားကိုပြည်တော်စုဝင်ကြီးတွေအပါအဝင်ဌာနဆိုင်ရာအကြီးအကဲများ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကရင်တိုင်းရင်းသားများစွာတက်ရောက်ခဲ့ပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောကျော်နေကအဖွဲ့အမှားစကားပြောကြားရမှာစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက်အထူးပြောကြားခဲ့ပါတယ်။အခမ်းအနားကိုကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၃ဖွဲ့သာတက်ရောက်ခဲ့ပေမဲ့လက်နက်မပါစုံညီဝတ်စုံနဲ့အင်အား900ကျော်တက်ရောက်အလေးပြုခဲ့ကြပြီးတိုင်းရင်းသားတပေါင်းကျော်တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။